ရွှေပြည်သာမြို့နယ်ထဲမှာနေထိုင်တဲ့မိန်းကလေးတစ်ယောက်ကိုအာဓမပြုချင်ပြီးတော့တက်ဖြတ်ပြီးတော့၃ပိုင်းပိုင်းနေပေါ့နော်၃ပိုင်းပိုင်းအားလုံးပဲမိင်္ဂလာပါကျွန်တော်ရဲ့ channel ကနေတွေ့ကြလိုက်ပါတယ်နော်ဒီနေ့ဗီဒီယိုမှာတော့ဒီရွှေပြည်သာမှာနေထိုင်တဲ့မိန်းကလေးတဦးကိုပေါ့နော်အာယောက်ျားလေး၃ယောက်ကအာဓမပြုချင်ပြီးတော့အပိုင်းပိုင်းခုတ်ဖြတ်ပြီးတော့ဒီအိတ်ထဲကိုထည့်ပြီးတော့တတ်ထားရဆိုတော့အเจ้าကိုပြပြထားတဲ့ဗီဒီယိုဖိုင်ကိုပေါ့နော်ကျွန်တော်တို့အတူတူကြည့်ရှုရမှာဖြစ်ပါတယ်ဒီလိုကြည့်လိုက်ကြရအောင်နော် ွေပြည်သားမျိုးနွယ်တွေမှာနေထိုင်တဲ့မိန်းကလေးတယောက်ကို အာဓမပြုကျင့်ပြီးတော့တက်ဖြတ်ပြီးတော့သုံးပိုင်းပိုင်းနေပေါ့နော်သုံးပိုင်းပိုင်းပြီးတဲ့ခါကျတော့ဒီလှော်ကားဘက်မှာလာပြီးတော့ဆွတ်ပစ်ခဲ့တဲ့အမှုတစ်ခုဖြစ်ပါခဲ့ပါတယ်မေလပထမပတ်ထဲမှာဖြစ်ပါခဲ့တာဖြစ်ပါတယ်အဲဒီမိန်းကလေးကနေရနေပြီးတက်လာပြီးတော့ရွှေပြည်သားမှာခဏအဆောင်နေနေရဖြစ်ပါတယ်ဂျပန်သွားဖို့အတွက်ပြင်ဆင်နေတဲ့မိန်းကလေးဖြစ်ပါတယ် အဲ့ဒါကိုဘလို့ဖြစ်ခဲ့တာလဲဆိုတော့အဲ့ဒီနေ့ကပေါ့နော်သူကအောက်သူအောက်ဆင်းသွားတာကိုမသိလိုက်ကြဘူးသူနဲ့အတူတူနေနေတဲ့သူတွေကလည်းဟိုဟာပေါ့နော်ဟိုဒီလိုပဲပေါ့သူချစ်သူနဲ့လိုက်ပြေးသွားတယ်လို့ထင်ခဲ့ကြတာပေါ့နော်အမှန်ကားကြတော့ဘလို့မျိုးလဲဆိုတော့သူကအယံပူလို့ဆိုပြီးတော့ရေစင်းရှိုးတာအောက်မအောက်ကရေခံမှာရေစင်းရှိုးတဲ့အချိန်မှာအဲ့ဒီလူ၃ယောက်ကကျူးလွန်နေသူ၃ယောက်ကသူ့ကိုအဲဒီလိုမျိုးဝိုင်းပြီးတော့အရမပြုတ်ချင်လိုက်တယ်ပေါ့နော်ပြီးရခါကြတော့တတ်တယ်တတ်ပြီးတော့ဒီလိုမျိုးသုံးပိုင်းပိုင်း ုင်းနေပေါ့နော်ပုံမှန်စိတ်တစ်ခုနဲ့ကတော့လူတယောက်လုံးကြီးကိုဒီလောက်ထိရဲဆက်ဆက်လုံးနိုင်ပါမလားပေါ့နော်ဟိုအားနေနေအိန္ဒိယကားရီတဲမှာတော့အရင်တွေ့ရတယ်နော်ဟိုဟာမလဲရိုက်တာကိုရီးယားတို့ဟိုဟာတို့ဂျပန်တို့တရုတ်တွေနဲ့လည်းရိုက်ကြပါတယ်နော်ပုံမှန်စိတ်နဲ့တော့ဒီလောက်ထိရက်ရက်ဆက်နိုင်ဘာလို့အဲ့လောက်ရက်ဆက်နိုင်တာလဲပေါ့နော်တွေးလို့တော့မရဘူးဒီမိန်းကလေးဟိုပြင်မှာလျှောက်သွားနေရလည်းမဟုတ်ဘူးလေသူရဲ့အဆောင်ထဲမှာသူ့အတူရေရှုပ်မှုဆင်လာတဲ့မိန်းကလေးတယောက်ပေါ့နော် ကယ်စိတ်မကောင်းဖြစ်ရပါတယ်မိန်းကလေးရဲ့ဘဝပေါ့နော်မလုံခြုံဘူးဒါကိုလည်းသတိရှိကြပါဒါဆိုရင်လမ်းပေါ်မှာရှောက်သွားနေရလည်းမဟုတ်ဘူးလစ်နေရလည်းမဟုတ်ဘူးနော်နိုင်အောင်ထွက်နေရလည်းမဟုတ်ဘူးကိုနေထိုင်နာလုံးချုံဒဲလို့ထင်ရတဲ့အဝင်းဝိုင်းလေးထဲမှာပဲဒီလိုမျိုးဖြစ်ဖြစ်သွားတာပေါ့နော်အဲဒီကျူးလွန်တဲ့သူ၃ယောက်မှာတယောက်ကိုတော့ဖမ်းမိထားပြီလို့သိရပါတယ်။ကျန်တဲ့သူတွေအဲဆက်ပြီးဖမ်းမိဖို့အတွက်ပေါ့နော်သူတို့ဒီလုံနေပါတယ်ပေါ့ အဲ့တော့အားလုံးပဲခရူးဆိုင်ကြပါအမှုခင်းနေချားရတာရန်ကိုကြောက်ဖို့ကောင်းနေပေါ့နော်ဟိုဘယ်လိုပြောမလဲပျော်လင်းချက်တွေညီမချက်တွေရှိနေတဲ့မိန်းကလေးတယောက်လေးတော့ပို့ပြီးတော့တောင်မှညမျိုးဖို့ကောင်းပါတယ်အားလုံးပဲခရူးဆိုင်ကြပါလို့ကဲဗီဒီယိုထဲမှာပြောသွားတာကြားတဲ့အတိုင်းပဲဗျာကျွန်တော်တို့ဒီဘယ်လိုပြောမလဲအခုခေတ်အခြေအနေအနေထားရပါတော့မြန်မာနိုင်ငံမှာနေရတာလေတည်တဲ့အတိုင်းပဲအာ ဒီလှိုင်းတရာဘက်တို့ရွှေပြည်တရာဘက်တို့ဆိုရင်ပို့ပြီးတော့အရင်တည်းကဒါဆိုးတဲ့နေရာတွေပေါ့နော်အဲ့လိုမျိုးပြောလို့ရတယ်အကုန်လုံးနှီးပါတော့မဟုတ်ဘူးဒါပေမဲ့တော်တော်များများတော့ဆိုးတဲ့လူတွေအဲ့ဒီဘက်မှာပို့ပေါ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီဘက်ကလူတွေပို့ပြီးတော့ဂယူးဆိုင်ပြီးတော့နေဖို့လိုတယ်အဲ့ဒီဘက်မှာမဟုတ်ဘူးကျွန်တော်ဒီအခုလက်ရှိအခြေအနေကနေရာတိုင်းလိုလိုပဲပေါ့နော်ဆိုတော့အားလုံးပဲသွားသတိလာလေးစားသတိနဲ့ အာနေထိုင်ကြပါလို့အဲဒီနေ့ကနေပဲအကြံပေးချင်ပါခင်ဗျာနော်ဆိုတော့ကျွန်တော်ရဲ့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးမသတိပရိယာနဲ့သွာလာစားတော့နေထိုင်ကြပါလို့လည်းထပ်ပြီးတော့အကြံပေးချင်ပါတယ်နော်ကဲဒီနေ့ဗီဒီယိုဒီလောက်ပါပဲဗျာကျွန်တော်နောက်ဗီဒီယိုကြမှာပြန်လည်းဆက်လုပ်ကြပါမယ်နော်ကဲအားလုံးပဲဘိုင်ဘိုင်နော်